ဖားမနဲ့ဂျက်ဆင်တို့ခြေစွမ်းမပြဂိုမသွင်းနိုင်ရင် လာမရသည့်ချန်ပီယံလိဝင်ခွင့်မရနိုင်ဘူးဆိုတဲ့မာရက်စ်ကပရိသတ်များအလုံးမဲ့မင်းလာဝါမြဘလူးလန်ကင်းကတင်ဆက်နေပါတယ်။ဂျက်ဆီတင်းကားတော့တကယ်ကိုရွှေညံတော်ဆူရောက်တဲ့နီးပြားကြီးတအုပ်ကိုရရှိထားတယ်လို့ပဲပြောရမှာပါ။ ဂျာစီစာပိုင်းကာလာမှာခြေစွမ်းကောင်းဒီတောက်ရှောက်ပြတ်တာထားနိုင်ခဲ့ပြီလေအခုဆိုရင်တော့ချယ်ဆီရဲ့ခြေနေက9သင်းတောင်ဝင်ခွင့်ရရှိနိုင်မဲ့ချန်ပီယံလိဝင်ခွင့်တနည်းအားစားတောင်မှမတိကျတဲ့အနေအထားမျိုးမှာရှိနေတာပါတကယ်လို့ဘာမှလည်းချယ်ဆီနဲ့နှစ်ယောက်ကခြေစွမ်းကောင်းဒီဆက်ဘရော့မပြတ်နိုင်ခင်ကိုသွင်းခြေဆက်ဘရော့ပျောက်ဆုံးနေခဲ့ရင်တော့ဂျာစီကောင်မှာချယ်ဆီကချန်ပီယံလိဝင်ခွင့်တောင်မှမတိကျဘူးလို့မာစကထုတ်ဖော်ပြောကြားလာခဲ့ပြန်ပြီဖြစ်ပါတယ်ဒီလိုစိတ်ဓာတ်မျိုးနဲ့ချယ်ဆီနီးပြတက်ဖြစ်နေတာချယ်ဆီပရိသတ်တွေအတွက်ကတော့အတော်လေးကိုဝမ်းနည်းစရာကိစ္စဖြစ်ပါတယ် ဂျက်စီတင်ဆိုတာကမိုဘေးရှစ်လက်ချက်မှာအင်္ဂလန်ရဲ့အင်အားကြီးတင်ဖြစ်တဲ့ရည်တည်နိုင်ခဲ့တာဖြစ်ပါရီမိုဘေးဆိုတာကလည်းဂျက်စီတင်ကိုချစ်တဲ့စိတ်နဲ့အတင်းကိုဝယ်ယူထားခဲ့တာဖြစ်ပါရီဂျက်စီတင်တို့တဲ့အောင်မြင်ရေးတစ်ခုတည်းကိုပဲမိုဘေးကကောင်းနေထည့်ထားခဲ့တာပါအတင်းအောင်မြင်မှုရရှိအောင်မဆွမ်းဆောင်တဲ့နီးပြမျိုးအတင်းကိုအောင်မွဲစားလောင်စက်ရိုက်သွင်းပေးနိုင်ခြင်းမရှိတဲ့နီးပြမျိုးဆိုရင်မိုဘေးကခဏလေးတောင်မှဂျက်စီတင်မှာမထားပါဘူး ချက်ချင်းကိုနီးပြအပြောင်းလဲလုပ်လို့ရှိတဲ့ပါရီဒါပေမဲ့ခုဆိုရင်တော့ Chelsea တင်းကဘောလုံးကိုတောင်မှဖုတ်ဘောလို့မပြောဘဲနဲ့ဆော့ကားလို့ပြောတဲ့ကြတဲ့ American ချီတို့တတိယတည်းရဲ့လက်အောက်မှာပြာသာပြပြတော့ဖွဲမထွက်တဲ့ပြင်အတင်းကလည်းစားစီပြက်စီသွားခဲ့ရပြီဖြစ်ပါရီဘလောက်မှတော့မကြလိုက်ပါဘူးအချိန်၃နှစ်လောက်တင်းမှရင် Chelsea တင်းကရစရာမရှိအောင်ကိုစုပ်ပြက်ကျင်းမော့သွားခဲ့ရပြီဖြစ်ပါရီပိုလီတို့ဆိုတာကအတင်းမှရှင်နေတာလုံနေပြီမြင့်အတင်းနဲ့ပတ်သက်တာမှန်သမျှဘာတကူမှအကောင်းကောင်းကန်ကန်မသိကြပါဘူးမသိဘူးဆိုတော့တိအောင်လှုပ်လားဆိုတော့လေတိအောင်မလှုပ်ကြပြန်ပါဘူး တို့လှုပ်ချင်ရတာရှောက်လုံနေကြပါလိတို့စေယူပောင်းရင်ပောက်တယ်လို့ကစားမတွေဝယ်ယူတယ်အတင်းနဲ့လိုအပ်လားမလိုအပ်ဘူးလားဆိုတာကိုလည်းဘိုလ်လေးတို့တိုက်ကမကြည့်ဘူးနီးပြားနဲ့လည်းမတိုင်မြင်ဘူးဝယ်ရင်ရရှောက်ဝယ်ခဲ့ကြပြောအတင်းတို့အသုံးမတည့်တဲ့ကစားမတွေမှာအများကြီးကိုအများကြီးရှိနေတာပါနီးပြားကိစ္စမှာဆိုရင်လည်းဒီလိုပါပဲပိုချက်တီနိုကို၃နှစ်စာချုပ်နဲ့ခေါ်ယူခန့်အပ်ခဲ့ပါလိပိုချက်တီနိုလက်ထက်မှာတရားစီလုံးနီးပါးရုံးကန်ခဲ့ရတာပါနီးပြားတွေတယောက်နဲ့အတင်းတဲ့င်းကအလိုမျိုးပဲအသားမကျရဖြစ်တတ်တာပါပဲယာလီကောင်မှာတော့ပိုချက်တီနိုရဲ့နီးစနစ်တွေအောက်မှာချယ်ဆီကစားမတွေကအသားကျရှိလာခဲ့ကြပါလိ ကစားမတဲ့နီးပြားရဲ့ကြားမှာလည်းဆက်စံရေးကောင်းနေတိဆောက်လာနိုင်ခဲ့ပါရီ။အဲဒါကြောင့်လည်းချဲစီကရလက်ကောင်းတွေကိုရရှိပိုင်ဆိုင်နိုင်ခဲ့ပြီးယာတီသိန်းငယ်မှာတော့အဆင့်ချောင်းနဲ့ယာတီသိန်းနိုင်ခဲ့ပါရီ။တကယ်လို့ပိုချက်တီနိုကိုသာဆက်ပြီးအချိန်ပေးမယ်ဆိုရင်ဒီယာတီမှာချဲစီအတင်းကပြိုင်မျက်တွေအတွက်အတော်လေးကိုကြောက်စရာကောင်းတဲ့အတင်းဖြစ်လာမှာပါ။ ဒါပေမဲ့ကြမ်းမပြည့်တဲ့အသင်းပိုင်းရှင်တွေကသူတို့ဆေးယူပေါက်ရာတွေရှောက်လုပ်ခဲ့ပြီးအသင်းအကျိုးရှိမှာမလို့လားထဲမှာတွေ့ဖင်းနေပူချိန်တို့ကိုယာလူကနေထုတ်ပေးခဲ့တာအခုမြန်မာမင်းအုပ်ပေါင်းဖြစ်နေတဲ့ Mars ကကိုခေါ်ယူခန့်အပ်ခဲ့တာဖြစ်ပါတယ်။နာမည်ကြီးနီးပြတွေဖြစ်ကြတဲ့ Lewis and Wade တို့လိုနီးပြမျိုးတွေကိုခေါ်ယူခန့်အပ်နိုင်ဖို့အခွင့်ကောင်းတွေရှိနေကြပြီမလဲ။ Bolero တိုက်ကတော့ချန်ပီယံရှစ်နီးပြကြီးကိုပဲခေါ်ယူခဲ့ကြတာဖြစ်ပါတယ်။ငါးနေ့စာချုပ်တောင်မှချုပ်ဆိုခဲ့သေးတာဖြစ်ပါတယ်။ ချန်ပီယံရှစ်နီးပြားကြီးကိုခန့်အပ်လာတာကြောင့်အခုလိုမျိုးချန်ပီယံရှစ်ခြေစွမ်းမျိုးပြတ်တာနေတာကအဆန်တော့မဟုတ်ပါဘူးအခုဆိုရင်လည်းမာရက်စကာကလာမယ့်ရာသီမှာချန်ပီယံလိဂ်ဝင်ခွင့်ရရှိနိုင်မှုအတွက်ပါမနဲ့ဂျက်ဆင်တို့ရဲ့အဆန်းဆောင်ရည်တွေအပေါ်မှာအဓိကကြရည်လို့ထုတ်ပေါ်ပြောဆိုလာခဲ့ပြန်ပြီဖြစ်ပါတယ်။တရင်နောက်ကပါမဂျက်ဆင်တို့သာခြေစမ်းကောင်းနေမပြတ်နိုင်မင်းနဲ့ကိုမသွင်းနိုင်ဘူးဆိုရင်လာမယ့်ရာသီမှာချန်ပီယံလိဂ်ဝင်ခွင့်ရဖို့လွယ်ပါမလားလို့မေးမြန်းရမှာတော့ မတ်စကာဟုတ်ပါတယ်မလွဲပါဘူးလို့ပြန်လည်ဖြေချခဲ့တာပါဆက်လက်ပြီးတော့တင်းနောက်ကဒီကိစ္စရတဲ့လောက်ထိတွက်ချက်ကလွဲကူလွန်းနေတာလားဆိုပြီးတော့ထပ်မေးရမှာလေမတ်စကာဟုတ်ပါတယ်လို့ပြန်လည်ဖြေချသွားခဲ့တာပါချန်ပီယံရှစ်နီးပြားကြီးကတော့အဲ့လိုမျိုးတိုက်ပွဲဝင်စိတ်တဲ့နည်းနည်းလေးမှကိုယ်တိုင်လည်းမထက်တန်းလို့အသင်းသားတွေကိုလည်းစိတ်ခွန်အားတိုးမြင့်ပေးနိုင်ခြင်းမရှိပါဘူးအစုံလိုက်ပါကြီးရှူပေးခဲ့ကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်များ